ါနော်ကိုတုံညာခွန်6နှစ်6ဇောင်းထိုးတဲ့နော်ကိုတုံညာခွန်6နှစ်6ဒီမှာကိုတုံညာခွန်6နှစ်6နော်အဲဒီမှာဇောင်းထိုးထားရှစ်ကိုလေးပေါ့နော်အဲ့တော့ကိုတုံညာခွန်6နှစ်6ကျွန်တော်ဒါရှစ်ကိုလေးဆိုပြီးတော့ဒီမှာအခု7နှစ်ကျင်မှာအကျင့်ကိုင်းမှာနော်ပြီးမလားပေါ့နော်ပြီးမလားပေါ့အဲ့ဒါကို ဒီ frame လေးနဲ့လည်းတွားမြင်တယ်ပေါ့နော် frame လေးနဲ့ဘယ်လိုမြင်လဲဆိုရင်ကျွန်တော်ဒီမှာ303ဟာ303လို့စောင်းထိုးတယ်ပေါ့နော်စောင်းထိုးရိုက်ပြီးတော့39ခွန်လို့ရိုက်တယ်ပေါ့နော်ဒီဘက်မှာလည်းသူက2ကို2က2လို့စောင်းထိုးတယ်ပေါ့စောင်းထိုးပြီးတော့ဒီဘက်မှာ39ခွန်လို့သူရိုက်တယ်ပေါ့နော် အဲ့တော့300 300လို့ဇောင်းထိုးပြီးတော့390လို့ရိုက်တယ်ပြီးတော့အချိန်ကိုက်မှာ953ပြီးတော့အချိန်ကိုက်မှာ940เนาะအဲဒီမှာလဲ2ခွန်းနှစ်ကာ2ခွန်းနှစ်လို့ဇောင်းထိုး939လို့ရိုက်တယ်အချိန်ကိုက်မှာ395အချိန်ကိုက်မှာ940သူဒီလိုရိုက်တယ်ဗောနော်အဲ့တော့300 ုံ39ခွန်း953เนี่ยအချိန်ကိုက်မှာ940 940ရဲ့ဇောင်းမှာ तू က39 9 39လို့900ဆိုတဲ့ကဏ္ဍထွက်ထားတယ်ပေါ့နော်900ဆိုတဲ့ကဏ္ဍထွက်ထားတယ်အဲ့ဒီတော့သူကဒီ၃ခွန်ခွန်ဆောင်တို့၃ညာ၉ခွန်ရဲ့ဇောင်းမှာရှိတဲ့ဒီခွန်၅၆ဆိုတဲ့ကဏ္ဍဒီလေသူက ပြန်ကြထားတယ်ဗောနော်ဒီခွန်96ဆိုတဲ့ကဏ္ဍကလည်းသူကအဲဒီမှာခွန်96လို့ပြန်ကြထားတယ်နော်အဒီဘက်မှာလည်းသူကဒီနှစ်ခွန်နဲ့ဇောင်းထိုး39ခွန်ရဲ့ဇောင်းမှာ6နှစ်6ဆိုတဲ့ကဏ္ဍကလည်းအပြန်ကြထားတယ်ဗောနော်6နှစ်6ကလည်းဒီမှာပြန်ကြထားတယ်အဲ့ဒီလူတွေရိုက်တယ်ဗောနော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာဒီ 3ခွန်ခွန်3ည9ခွန်9 3 9နဲ့အချိန်ကိုင်းမှာ940ဇောင်း900ကနန်းဒီဘယ်ရလာတာလဲဆိုရင်ကျွန်တော်ဒီမှာ3ည9ခွန်ဒီပြန်ကြာကနန်းရဲ့ဇောင်းမှာကျွန်တော်3ည9 3ည9 3 9ရဲ့ဇောင်း3ည9 3ည9ကိုဒီ940ဇောင်းမှာ900လို့လာထည့်ရဆိုရင်ကျွန်တော်တို့ဒီမှာလဲ2ခွန်နဲ့3ည9ခွန်3ည9ခွန်ရဲ့ဇောင်းမှာဒီမှာ6နဲ့6ဒီပြန်ကြာနော်ပြန်ကြာကနန်း ပြန်ကြရဲ့ဇောင်းက89လေးဆိုတဲ့ကဏ္ဍ395ရဲ့ဇောင်း89လေးဆိုတဲ့ကဏ္ဍနော်ဒီမှာ39ခွင်ပြန်ကြကဏ္ဍဇောင်း900 935ရဲ့ဇောင်း900ကိုအကျင့်ကိုက်က940ဇောင်းမှလာထည့်ရဆိုရင်ကျွန်တော်တို့ကဒီမှာလဲ939ခွင်ပြန်ကြရဲ့ဇောင်း89လေး935ရဲ့ဇောင်း89လေးဒီ89လေးကိုကျွန်တော်ဒီအကျင့်ကိုက်က900ရဲ့ဇောင်းမှလာထည့်မယ်ဆိုရင်နော်ကျွန်တော်698ဆိုတဲ့ကဏ္ဍတစ်ခွက်ကြိုက်ပါတယ်နော် လေးကိုရှိဆိုတဲ့ကဏ္ဍတစ်ခွက်ကြိုက်ပါလေလို့ဒါပြန်ချကဏ္ဍပေါ့နော်ရှစ်ကိုလေးပြန်ချအဲ့တော့ခုနကကျွန်တော်တို့အဲဒီအားလေးနဲ့လဲလာပြီးတော့တိုက်ဆိုင်နေတယ်ပေါ့နော်ကိုတုံညာခွန်6နဲ့6ရှစ်ကိုလေးကိုတုံညာခွန်6နဲ့6ရှစ်ကိုလေးလေးကိုရှိဆိုပြီးတော့လဲအဲဒီလိုအစင်တန်းနေတာလည်းနဲ့လဲလာပြီးတော့တိုက်ဆိုင်နေတယ်ပေါ့နော်အဲ့တော့ဒီ frame လေးကလဲလာပါတယ်နော် ဖုန်းခွန်ခွန်ဇောင်းတူ39ခွန်953 940နှစ်ခွန်နဲ့ဇောင်းတူ939ခွန်395အကျင်းကိုင်း940သူ့ရဲ့ဇောင်းမှာထဲတဲ့ကဏ္ဍဒီ940ဇောင်းမှာကြတဲ့900ဒီကျွန်တော်ဒီ939ခွန်956ပြန်ကြတဲ့ဇောင်းက900 939ရဲ့ဇောင်းက900ကို939နဲ့အကျင်းကိုင်း940ဇောင်းမှာလာထဲတယ်ဆိုရင်အခုဒီမှာလဲ939ခွန်ရဲ့ဇောင်းမှာပြန်ကြ696ဒီပြန်ကြ ကိုတုံညာခွင်ပြန်ကြရဲဆောင်89လေးကို39ရဲဆောင်89လေးကို93540ဆောင်မှလာထည့်မယ်ဆိုရင်၄ခု၈ပေါ့နော်ဟုတ်ပြီအဲ့ဒါလေးကိုကျွန်တော်ထပ်ပြီးတော့စနစ်လေးတစ်ခုနဲ့ပေါင်းဆက်ကြည့်အောင်နော်စနစ်လေးတစ်ခုနဲ့ကျွန်တော်တို့ပေါင်းဆက်ကြည့်အောင်စနစ်လေးတစ်ခုနဲ့ပေါင်းဆက်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီမှာ139နဲ့38ခွန်ပေါ့နော်139 38ခွန်သူက6နှစ်မြောက်ကြားမှ6နှစ်ချားတယ်ပေါ့နော်139 38ခွန် လေးနှစ်ခြား6နှစ်မြောက်ဘူးเนาะကျွန်တော်မရေးပြတော့ဘူးเนาะနောက်ဒီမှာ၄ခွန်း၁၄ရှစ်ခွန်းတော့လေးနှစ်ခြား6နှစ်မြောက်ဘူးเนาะ၁၂3 4 5 6နှစ်မြောက်6နှစ်မြောက်ဆိုတော့ကြားမှာ၄နှစ်ခြားတာဘောเนาะအဲဒီမှာလဲ2 3 9 350နော်1 2 3 4 5 6 6နှစ်မြောက်မှာ2 3 9ပေါ့နော်ညား၄နှစ်ချတယ်တနည်းနဲ့နဲ့3နှစ်၄နှစ်ချပြီးမှ အဲနောက်နှစ်350အဲ့တော့ဒီလိုတွေရိုက်တော့ sorry 38ခွင့်139ညာ၄နှစ်ခြားတနှစ်နှစ်နှစ်၃နှစ်၄နှစ်ခြားလဲနော်၄နှစ်ခြား6နှစ်မြောက်139နဲ့38ခွင့်၄ခွင့်1နဲ့48ခွင့်၄နှစ်ခြားတယ်6နှစ်မြောက်၄နှစ်ခြားတယ်239နဲ့350 6နှစ်မြောက်၄နှစ်ခြားတယ်ဗောနော်အဲ့ဒီလိုတွေရိုက်ခြားရဟာလေးက तू ကအဲ့တော့စကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီ139နဲ့ဒီ38ခွင့်ဆိုတော့ နော်ဒီကနက်နှစ်ကွက်ကသူကဘယ်မှာလိုက်ထွက်လဲဆိုရင်ကျွန်တော်တက်ခါပရိငါလို့ပြီးတဲ့နောက်နှစ်မှာနော်တက်ခါပရိငါလို့ရိုက်တယ်တက်ခါပရိငါလို့ရိုက်တဲ့နောက်နှစ်မှာအဲ့ဒီကနက်နှစ်ကွက်ကဒီလိုလေးဇောင်းလာထိုးတယ်ဗျနော် ဆောင်းလာထိုးတယ်ကျွန်တော်တို့ဒီမှာ13938ခွန်းဆိုတဲ့ဂဏန်းနှစ်ခွက်ကနော်အဲ့ဒီဂဏန်းနှစ်ခွက်ကတစ်ခါပရိငါလို့ရိုက်ပြီးတာနဲ့နောက်နှစ်မှာဆောင်းလာထိုးတယ်ဒါဆိုဒုတိယကတ်ကြည့်အောင်နော်ကျွန်တော်တို့ဒီမှာ၄ခွန်းတင်းနဲ့၄၈ခွန်းဆိုတဲ့ဂဏန်းနှစ်ခွက်ကလည်းကျွန်တော်တို့ဒီမှာတစ်ခါပရိငါလို့ရိုက်ပြီးတာနဲ့နောက်နှစ်မှာအဲ့ဒီဂဏန်းနှစ်ခွက်ကလည်းဆောင်းလာထိုးပါတယ်နော်ဆောင်းထိုးတယ်နော် ဟုတ်ပြီဒါဆိုရင်ကျွန်တော်သုံးကမြောက်ကြည့်မယ်2 3 9နဲ့ကျွန်တော်ဒီမှာ3 90ဆိုတဲ့ကနဲနှစ်ကွက်ကလည်းဒီမှာတစ်ခါပရိ9လို့ရိုက်ပြီးတာနဲ့နောက်နှစ်မှာဒီမှာဇောင်းထိုးပါတယ်ဟုတ်ပြီနော်ဇောင်းထိုးတယ်နော်ကျွန်တော်ဂျား၄နှစ်ခြား6နှစ်မြောက်က3 3 9နဲ့38ခွန်းဆိုတဲ့ဒီကနဲနှစ်ကွက်ဒီတက္ကပရိငါလို့ရိုက်တာနဲ့နောက်နှစ်မှာသူက ဆောင်းထိုးပြီးတော့ထွက်ပါတယ်ဒုတိယကဒီ၄ခွန်းနဲ့၄၈ခွန်းဆိုတဲ့နော်၆နှစ်မြောက်ဂျာ၄နှစ်ခြားဒီကနေ့နှစ်ကွက်ဒီလဲနော်တက်ခါပရိငါလို့ဖြစ်တာနဲ့နောက်နှစ်မှာဆောင်းထိုးပြီးတော့ထွက်ပါတယ်လေနောက်၃ကမြောက်ကလည်းကျွန်တော်ဒီမှာ2 3 9နဲ့3 90ဆိုတဲ့ကနေ့နှစ်ကွက်ကလည်းနော်3 90 2 3 9ဆိုတဲ့ဒီကနေ့နှစ်ကွက်ဒီလဲတက်ခါပရိငါလို့ဖြစ်ပြီးတာနဲ့နောက်နှစ်မှာဆောင်းထိုးပါတယ်လေ အဲ့တော့ကျွန်တော်တို့ကဒီအချိန်မှာကြာမယ်ကဏန်းပေါ့နော်ဒီအချိန်မှာဆော့ရမယ်ကဏန်းကိုကြည့်ရမှာပေါ့နော်အခု၁၂ချိန်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်ကြည့်မယ်ကျွန်တော်ဒီမှာတက္ခာပရိင္ဃာလို့ဖြစ်ပြရနဲ့ခွန်ခါလို့ရိုက်တယ်တက္ခာပရိင္ဃာ ခွန်ခါပေါ့နော်တက္ခပရိင္ဃခွန်ခါနောက်တကတက္ခပရိင္ဃဒီမှာခွန်ခါလို့ပြီးရဲ့နော်ခွန်ခါလေးနောက်ဒီမှာကျွန်တော်တို့တက္ခပရိင္ဃခွန်ခါလို့ရိုက်တယ်အတုံးကပ်ပဲရှိရပါတော့ တိခါပရိငါခွန်ခါတိခါပရိငါခွန်ခါတိခါပရိငါခွန်ခါဆိုပြီးတော့၃ကတ်ရှိတယ်။ဟုတ်ပြီ။အဲ့ဒီခွန်ခါကြောင်းတဲ့နော်ခွန်ခါကြောင်းနောက်နှစ်၃ချိန်မှာ तू ကပရိခွန်ဆိုပြီးတော့ထွက်တယ်ဗောနော်။ပရိခွန်လို့ရိုက်တယ်ဒီမှာဒုတိယကတိခါနဲ့ပရိငါ နော်တက္ခပရိင္ခခွန်ခါဒီခွန်ခါကြောင့်နောက်နဲ့ပုံးချိန်မှာပရိခွန်လို့ရိုက်တယ်ပေါ့နော်ဒီမှာလဲသုံးခဲ့မြောက်ဒီမှာတက္ခပရိင္ခနဲ့ခွန်ခါဒီခွန်ခါကြောင့်နောက်နဲ့သုံးချိန်မှာပရိခွန်လို့ရိုက်တယ်နော်အဲ့တော့ဒီခွန်ခါကြောင့်ပရိခွန်လို့ရိုက်ပြီးတော့သူ့ရဲ့အောက်မှာရှိတဲ့ဟဋိက၄၅၄ဆိုတဲ့ကဏ္ဍကျွန်တော်တို့လိုက်ထွက်မယ်ဟဋိ၄၅၄ဆိုတဲ့ကဏ္ဍ နောက်ဒီမှာတခါပရိင္ဒီမှာခွန်ခါ6ပရိကွန်ဖြစ်တဲ့သူ့အောက်က၃ည၃ခွန်ဆိုရကနဒီကနလည်းလိုက်ထွက်မယ်။နောက်ဒီမှာတက်ခါပရိင္ကခွန်ခါကြောင့်ဒီမှာပရိကွန်သူ့အောက်က၈၉၄ဆိုရကနအဲ့တော့ဒီကနလည်းလိုက်ထွက်မယ်။နော်ဟုတ်ပြီ အဲ့တော့ဒီ654ဆိုတဲ့ခဏန်းဒီအောက်ကိုပြန်ကြပါတယ်နော်ပြန်ကြတယ်ဒီနေရာမှာပြန်ကြတယ်ဗျာနော်ပြန်ကြပါတယ်နောက်ဒီမှာ303ခွင်းဆိုတဲ့ခဏန်းဒီလေဒီနေရာမှာပြန်ကြပါတယ် ရှင်းမဲ့ထမနော်ဒါဆိုရင်ကျွန်တော်တို့ဒီ6 6လေးဆိုတာကဏ္ဍကိုလည်းကျွန်တော်တို့ဒီနေရာမှာ6 6ဆိုပြီးတော့နော်ပြန်ကြပါမယ်နော်နားလည်မယ်ထင်ပါရဲ့နော်အဲ့တော့ကျွန်တော်တို့စပြီးတော့ပြခဲ့တဲ့ဒီ3 9နဲ့38ခွင်းဆိုတဲ့နော်6နှစ်မြောက် လေးနှစ်ခြားရှိနေတဲ့ကနဲနှစ်ဘက်ကကျွန်တော်တက်ခါပရိငါလို့ရိုက်တာနဲ့နောက်နှစ်မှာဆောင်းထိုးတယ်ဆောင်းထိုးပြီးတော့သူ့ရဲ့အောက်မှာသူတို့ရဲ့ဘေးမှာကြားတဲ့ကနန်းသည်နော်ဒီခွန်ခါကြောင့်ဗရိတ်ခွန်လို့ဖြစ်တယ်နော်အဲ့ဒီဗရိတ်ခွန်ရအောက်က၄၅လေးဆိုတဲ့ကနန်းသည်နော်ကျွန်တော်ဒီမှာဆောင်းထိုးခဲ့တဲ့အောက်မှာလာကြတယ်၄၅လေးသည်ပြန်ကြတယ်ဒါဆိုဒုတိယအကက်မှာလည်းကျွန်တော်ဒီမှာ၄ခွန်တင်းနဲ့၃၈ခွန်သည်တက်ခါပရိငါလို့ရိုက်တာနဲ့နောက်နှစ်မှာဆောင်းထိုးတယ် နော်သူ့ရဲ့ဘေးမှာအောက်မှာကြားတဲ့ကနန်းသည်ကျွန်တော်တို့ဒီမှာတစ်ခါပရိငါခွန်ခါကြောင့်ပရိခွန်လို့ရိုက်တဲ့အောက်က33ခွန်ဆိုတဲ့ကနန်းသည်ပြန်ကြတယ်ဒါဆို3ကဲမြောက်ကလည်းကျွန်တော်တို့ဒီမှာ239နဲ့350ပေါ့နော်390နဲ့239ဒီလဲကျွန်တော်တို့ဒီမှာတစ်ခါပရိငါလို့ဖြစ်တာနဲ့နောက်နှစ်မှာဇောင်းထိုးပြီဇောင်းထိုးလာပြီဆိုတော့ကျွန်တော်တို့ကဒီမှာခွန်ခါနဲ့ကြောင့်ဒီမှာပရိခွန်လို့ဖြစ်တဲ့သူ့အောက်ကကနန်းကိုကျွန်တော်တို့က အဲဒီအချိန်ဒီနေရာမှာပြန်ကြကစားရတော့မှာပေါ့နော်ဒါသုံးကက်လိုင်းလေးအဲ့တော့ဒါလေးကိုဒါနားလည်မယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်ကနော်မိတ်ဆွေတို့အာထိုးပေါ့နော်ကျွန်တော်တော့၄၉၈ပေါ့နော်